ရရဖျားဟူ၍မြမနိုင်ငံ၌ထင်ရှားသောဖျားနှစုရှိလေသည်တစုသည်မန္တလေးမြို့၌ရှိ၍တစုကရှမ်းကုန်မြို့၌ရှိပါသည်နှစုစလုံးကိုတိရိတုဒ္ဓမတိလောကပဝရမဟာရာဇဒိရာဇာတစိတ်နာမခံယူတော်မူသော အမရပူရစတုတ္တနန်းစံပကံမြင့်တရားတီထားကိုယ်ဝဲခြင်းဖြစ်ပါသည် ရန်ကုန်မြို့လမ်းမတော်ရဲ့ချွေတကုံဖရာအနောက်တောင်ပန်းရှိအိန္ဒိယဖရာကိုလည်းပကံမင်းပင်တီထားကုတ်ခဲ့ခဲ့သည်1130ပြည့်နှစ်ကြောင်မုံလားကြည်ကျော်6ရက်နေ့တွင်မဟာလောကယန္တိမန္တလေးအိန္ဒိယဇေဒောကြီးကိုတိဆောက်ပြီးမကြာမီပင်1203ခုနှစ်ကခမဲတော်ရွှေဘုံမင်းတရားကြီးနဲ့အတူရန်ကုန်မြို့သို့ဆုံဆင်းလာစဉ်က မိမိပြောဆင်းရန်ခက်တရာရီတင်းနှန်းတော်ဆောက်လုပ်နေထိုင်ခဲ့သည့်နေရာ၌နောင်နာလောက်သားများအင်ညာဆောက်လုပ်နေထိုင်မည်ကိုစိုးရိမ်သဖြင့်အင်တော်ရာဖျားတစုလက်ထားခဲ့ခြင်းဖြစ်ပါသည်ရှိဘုံမင်းတရားသည်မိဖုရားသားတော်စစ်တီဘူပါအလုံးအရှင်နှင့်ရန်ကုန်တို့စုံစင်းလာသောအခါလမ်းမတော်စိတ်ကမ်းမှတက်၍ယခုဂျူဘလီဟောအနီးရှိမိုင်းတန်ကွင်းဟောင်းမြောက်ဖက် ရခင်အင်္ဂလိပ်ဘုရားရှိခိုးကြောင်းတရားတွင်ညဏ်နှအောင်ချခေါ်ယာယီနန်းဆောင်ဒီဆောက်လောက်၍ဇန်နီကတားတော်များအားအတီးတီနေရာချထားပြီး၍ယာယီတင်းနှင်းများ ဆောက်လုံနေထိုင်စီသည်နန်းတော်ဤအနောက်မြောက်တောက်တွင်အကံမင်းသားဇန်နီတော်မူခဲ့သည့်တင်းနှင်းတော်တည်ရှိသည်ထိုအချိန်ကအကံမင်းသားဆန်ခဲ့ရာအင်းတော်ရာတွင် မြင်းသားအထွတ်အထိပ်ရောက်သောအခါရေဝန်တော်ဖကူမြို့သားမဟာမင်းကောင်ကျော်ထင်းကိုငွေ7000ပေး၍အိန္ဒိယဖျားတေရန်စစ်တီတော်1400နှင့်ဆေလွှတ်လိုက်သည်ရေဝန်တော်မင်းကြီးသည်ဖနက်တော်တန်တောင်40ညံတော်55တောင်ရှိဇီရီတော်ကြီးကိုတည်၍ပကံမင်းအမိန့်တော်အတိုင်းဘိုးတော်ဘွားတော်တို့၏ ရွှေကိုလေး၊ငွေကိုလေး၊မဲတော်ခမဲတော်တို့ဤရွှေကိုလေး၊ငွေကိုလေးများနဲ့အတူအလောင်းမင်းတရားကြီးလက်ထက်မှစပြီးနန်းဦးတွင်အမြဲတည်ထားကိုးကွယ်ခဲ့သောမာရစိန်ရုပ်ပွားတော်အသားတော်အသွေးတော်အရိုးတော်စံတော်တို့မှဖြစ်ပွားသောဓာတုဇေတိတော်မြတ်စွာဘုရား၏ ုံဆောင်တော်မူရာရွှေပလင်ဘောဓိပင်ကျောင်းတော်တပိတ်တင်ကန်းတောင်ဝေးအဆရှိသောပြိဘောကဇေဒီတော်မြတ်စွာဘုရားဟောကြားတော်မူအပ်သောဓမ္မခန္ဓာချက်တောင်းလေးတောင်ဓမ္မဇေဒီတော်ဤဗုဒ္ဓဇေဒီတော်၄ပါးတို့ကို